ဘယ်လိုလူကပညာရှိတာလဲကိုသိတယ်ဆိုတိုင်းပညာရှိလို့ပြောလို့မရဘူးအတက်ပညာတွေများဆိုတာတတ်ထားတယ်ဆိုတိုင်းလည်းပညာရှိလို့ပြောလို့မရဘူးဘလို့အတက်ပညာတွေသင်လို့ဘလို့ပွဲတွေရထားရထားအဲ့ဒါပညာရှိလို့ပြောလို့မရဘူးတဲ့ငါတကောကောတတ်တဲ့သူကိုပိုဆိုးတယ်အတကြီးတဲ့သူတွေဆိုရင်ပိုဆိုးတယ်ပညာရှိလို့ပြောလို့မရပါဘူး။ဘာသာတတ်သည့်ပညာရှိဟု ိမိကိုယ်သာမမှတ်ရဘူးလောကမှာဖြည့်ရှင်းရကိစ္စတွေများလာတယ်အဲ့ဒီကိစ္စတွေရင်ဆိုင်ဖြည့်ရှင်းတဲ့နေရာမှာငါသာလင်တတ်တာဒီနေရာမှာငါသာလင် လုတ်တတ်တာငါသာလင်တိတာအဲ့ဒီလိုသဘောမျိုးနဲ့သူတစ်ပါးကို အထင်သေးအမြင်သေးလုတ်တတ်တဲ့သူများသူမပါရင်မပြီးဘူးလို့ထင်တတ်တဲ့ပုဂ္ဂိုလ်များမင်းသားကမကရလို့ပတ်မကြီးထိုးခွဲတယ်ဆိုတဲ့လူစားမျိုးတွေကိုပညာရှိလို့မခေါ်ပါဘူးတဲ့ လူတိုင်းလူတိုင်းမှာသူတို့နဲ့ဆိုင်ရာဆိုင်ရာစွမ်းနိုင်တဲ့အရေးချင်းတွေရှိကြတာကြီးပဲဌာနာဌာနာညံချင်းစလောကိစ္စနပါအရာအားဖြင့်ယောက်ျားမပြိမိမပြိတယ်တမင်းနဲ့သားမိဘများက မရနဲ့လင်အရှင်နဲ့ကြွန်ဆောင်းရံဝန်ကို မလွန်စေနဲ့အဲ့တော့တချို့ကိစ္စတွေဆိုရင်ယောက်ျားဆောင်ရွက်မှပြီးတာရှိတယ်တချို့ကိစ္စတွေဆိုရင် ယောက်ျားတွေဆောင်ရွက်လို့အပြေးနိုင်ပဲနဲ့မိန်းမတွေဆောင်ရွက်ရင်ပြေးနိုင်တဲ့ကိစ္စဆိုတာရှိတယ်။ဒါကြောင့်သူ့နေရာနဲ့သူနားလည်ဖို့လိုအပ်တယ်။အရာရာမှာငါသာတိတယ်ငါသာတတ်တယ်လုပ်နေပေမဲ့လို့ယောက်ျားတွေလုံလို့မပြီးတဲ့ကိစ္စတွေရှိနေတယ်။မိန်းမတွေပဲလုံလို့မပြီးတဲ့ကိစ္စတွေလည်းရှိနေတယ်။သူ့နေရာနဲ့သူနားလည်ပြီးတော့ကိုယ်တော်ဝင်ကိုကြည်အောင်လုပ်ဖို့ပဲလိုအပ်တာ။အဲ့ဒီလို့ ခွဲခွဲခြားခြားနိုင်နိုင်ဆဆတိတက်တဲ့သူမျိုးတာဝန်ကျေတဲ့သူမျိုးကိုမှပညာရှိလို့ခေါ်တယ်။ဒီအတိုင်းပဲမိဘနဲ့သားသမီးကြားမှာလည်းအမြဲတမ်းမိဘမှန်မနေသလိုအမြဲတမ်းလည်းသားသမီးကိုအလိုလိုက်စရာမလိုဘူး။မိဘစွန့်နိုင်တဲ့နေရာတွေရှိသလိုသားသမီးကလည်းသူတို့စွန့်နိုင်တဲ့နေရာတွေရှိနေတတ်တယ်။လင်မယားမှာလည်းပဲဒီအတိုင်းပဲလင်ကဆောင်ရွက်နိုင်တဲ့ကိစ္စမျိုးတွေရှိသလိုမယားဖြည့်ရှင်းမှပြေလည်နိုင်တဲ့ပြဿနာမျိုးဆိုတာလည်းရှိတဲ့အတွက် သူ့နေရာနဲ့သူတာဝန်ကျင်အောင်ထမ်းဆောင်ဖို့ပဲလိုတယ်။ကိုတာဝန်ကိုကိုကျေပြွန်ဖို့ဒါလည်းလိုအပ်ပါတယ်။အရေးကြီးတာကတော့ကာလဒေသကိုနားလည်ခြင်းနေရာဌာနအလိုက်ဉာဏ်ဖြင့်ချင့်ချိန်လောက်ကင်တက်ခြင်းသည်သာအဓိကဒီနေရာမှာဘသူလှုပ်တင်တာလဲဒီနေရာမှာဘသူတာဝန်ယူတင်တာလဲသိနိုင်တဲ့ပညာသည်သာလဲအဓိကအဲ့ဒီလိုချင့်ချိန်နိုင်ပြီးတော့တာဝန်သိစွာလှုပ်တတ်တဲ့သူကိုမှပညာရှိလို့ဆိုတယ် ငါတကောကောတဲ့သူကိုပညာရှိလို့မဆိုကြောင်းအဆုံးအမတွေရှိတဲ့အတွက် အာလုံးသောတရားနာပရိသတ်အပေါင်းနှိုင်းစာချင့်ချင်နိုင်ကြကုန်၍လောကအကျိုးကိုချင့်ချင်နိုင်သောဉာဏ်ဖြင့်အောင်မြင်အောင်ဆောင်ရွက်နိုင်သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ